ကရင်ပြည်နယ်မပုံခရိုင်ထဲမှာကြန့်ရှိနေတဲ့ခြေကုတ်စကန်တွေစီရိတ်ခါလက်နက်ပစ္စည်းတွေနဲ့တပ်ရင်းအားတွေဖြည့်ဆည်းဖို့စစ်ကောင်စီတပ်ကကြိုးပမ်းလာတာကြောင့်တိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့ KNU တပ်မှကပြောခွင့်ရဗိုလ်မှူးကြီးစောကလေတို့ကတန်လင်းတိုင်းကိုပြောပါတယ်။မပုံခရိုင် KNU တပ်မှနေမီထဲမှာကြန့်ရှိနေသေးတဲ့တပ်စကန်တွေအတွက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးလက်နက်ခဲယံစီးဝါနဲ့ရိတ်ခါတွေလာရောက်ချပီးတာတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလဲစစ်ကောင်စီတပ်ကကရင်ပြည်နယ်ဖားပုံခရိုင်ကမာမုံမြို့ကနေတဆင့်ကတိုင်နီဒေသတဲကိုစစ်ကြောင်းထုတ်ဖို့စ조사လုဆောင်နေပြီမဲ့ KNN တပ်မှကတော်လိုင်းဘူးအောင်တပ်တွေရဲ့ဂျားပြေဟန်တာတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားခဲ့ရတာပါကမာမုံဖားပုံကာလန်ပိုင်းကကတိုင်နီကြီးရွာမှာရှိတဲ့ BG ရဲ့အမှတ်133တက်ရင်စကန်ဟောင်းစီ တက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သားတွေကို KNL တပ်မှန်ကတော်လှန်ရေးပူးပေါင်းတပ်တွေက၃လကျော်ကြာပိတ်ဆို့ထားပြီးပိတ်ဆို့ခံရတဲ့တပ်သားတွေစီစစ်ကူပေးနိုင်မှုစစ်ကောင်စီတပ်ကမကြာခဏစ조사လုပ်နေပါတယ်။ ဒီလိုကတိုင်းနီဒေတာစီစစ်ကူပေးဖို့နိုင်ဖို့အတွက်လဲစစ်ကောင်စီတပ်ကစစ်ကြောင်းတွေကိုစုဖွဲ့ထားပြီးကမာမောင်းမြို့ကနေကတိုင်းနီဘက်ကိုဦးတည်တဲ့စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာတွေမကြာခဏပြုလုပ်နေတဲ့အတွက် KNL တပ်မှငါတော်လိုင်းပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တာပါစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာပေမဲ့ KNL တပ်မှငါတော်လိုင်းပူးပေါင်းတပ်တွေရဲ့ဂျားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလိုစစ်ကောင်စီတပ်စစ်ကြောင်းဟာကတိုင်းနီလေသားရှိရောက်ရှိလာဖို့ကလည်းအလားအလာမရှိဘူးလို့လည်းဗိုလ်မှူးကြီးစော့ကလက်တို့ကပြောဆိုထားပါတယ်။ဒါအပြင်ဖာပွန်အနောက်မြောက်ကတပ်မ9နဲ့တပ်မ3အဆက်ကြားရှိတည်ရှိနေတဲ့တပ်စခန်းတွေရှိစစ်ကောင်စီတပ်ကလက်နက်ခဲယံရိခါပစ္စည်းတွေသာမကလူအင်အားတွေကိုပါဖြည့်ဆည်းဖို့ကြိုးစားနေပြီး KNL တပ်မ9တော်လိုင်းပေါင်းတပ်တွေနဲ့လည်းတိုက်ပွဲတွေခဏခဏဖြစ်နေတာရှိတယ်လို့ဆိုပါတယ်။ KNU ဘဟုရဲ့မေလ9ရက်နေ့သတင်းထုတ်ပြန်ထားခြင်းအရပြီးခဲ့တဲ့ဧပြီလတာအတွင်းဖာပုန်ခရိုင်ထဲမှာစစ်ကောင်စီတပ်နဲ့ KNL တပ်မှ9ရုကြာတိုက်ပွဲချိန်ပေါင်း130ကျော်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးအဆင့်ရှိသူ2ဦးပါဝင်၄၀နီးပါးတိဆုံးခဲ့ပြီး၅၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်